profile ပြရနေပြီးတော့ဒီပတ်ဆက်စာလို့ရလားမရဘူးလားကျွန်တော်စစ်လို့ရမယ်နေလန်းလေးပြတ်ပြီးတော့မယ်ပေါ့နော်။ Okay အဲ့တော့ဒီ promoter ကိုကျွန်တော်စစ်ချင်တဲ့ page ကိုတစ်ချက်စစ်လို့လိုက်မယ်။စစ်လို့ပြီးတော့ဘယ်လိုသွားမလဲဆိုရင်ကျွန်တော် professional dashboard ထဲကိုသွားမယ်ပေါ့နော်။ professional dashboard ထဲသွားပြီးတော့ဒီ UI ဘက်ကလေးဆွဲလိုက်တဲ့ခါမှာနေ monetization ဆိုတာလေးပေါ်တယ်ပေါ့နော်။ Okay item မှာဝင်လိုက်မယ်ပေါ့နော်။ item မှာအခုလိုမျိုးပုံစံမျိုးနဲ့တချို့ဆို star တွေ pay out account တွေလုတ်ခိုင်းတာမျိုးဒါမျိုးဆိုရင်ပတ်ဆက်စာလို့မရသေးဘူးပေါ့နော်။ဒါကြောင့် make sure အဲ့ဒါကိုလုံးဝတစ်ချက်သွားသွားမထိနေပေါ့နော်။ တာတီပီလိုမင်းဆိုတော့မတော်တဆမြန်မာအကောင်ကြီးနဲ့တွားချိန်မိလိုက်မယ်မြန်မာလူကြီးစင်းနေကောက်ထက်လိုက်မယ်ဆိုရင်တွားပြီပေါ့နော် IPS ကပစ္စဆာလို့အာမလေးမရတော့ဘူးပေါ့နော်အဓိကမြန်မာလူကြီးရှင်းနဲ့တွားညီးသွားမယ်ဆိုရင် IP ကမရတော့ဘူးပေါ့နော် Okay ဒါကြောင့်မို့မင်းဆိုတော့ဒီ page ဒီ monetization tool ရဲ့ဝင်တဲ့အခါမှာဆိုရင်အရင်ကတော့အောက်က read the bonus the industry areas တွေပေါ့နော်အဲဒီ subscription တွေပါရောပွင့်နိုင်မျိုးရှိတယ်ပေါ့နော် Okay အဲဒီ reach show bonus to industry areas တို့မှာဖွင့်တာကို content monetization ဆိုပြီးတော့စာလေးနဲ့ပွင့်နေပွင့်နေမှာပေါ့နော်။ဒါဒါမျိုးပွင့်မှာပဲမိတ်ဆွေတို့ Facebook ကနေပတ်သက်စာလို့ရတာမှာပေါ့နော်။